ဒါကတော့ရက်ပင်းနဲ့ရက်ရစ် grade 1ရဲ့ပထမတန်းမြန်မာစာမှာတင်ငန်းစာရဲ့ပုံစံလေးဖြစ်ပါတယ်ရက်ပင်းရက်ရစ်ကိုစပြီးတော့သင်မယ်ပေါ့เนาะအဲ့တော့သူ့ရဲ့တင်ငန်းစာကကျမတို့ ဘီးတွင်းနဲ့တရလက္ခဏာတွေပေါင်းဖက်မှာဖြစ်ပါတယ်။အဲ့ဒီမှာမှာစမိတ်ဆက်မှာကရက်ပင်နဲ့ရက်ရည်ဖြစ်ပါတယ်ရှင့်။အဲ့တော့ကျမတို့ကဒါလေးကရက်ပင်ဒါလေးကရက်ရည်ဖြစ်တဲ့အကြောင်းကလေးကိုအရင်ဦးဆုံးပြောပြပါမယ်။ပြီးသွားရင်တော့သူ့ရဲ့ရေဆွဲနည်းလေးကိုတင်มาဖြစ်ပါတယ်။သူ့ရေဆွဲနည်းကိုတင်တဲ့အခါမှာဘယ်လိုပုံစံမျိုးနဲ့တင်မလဲဆိုကျမတို့ဒီလိုလေးချောင်းမြင်းလေးနဲ့တင်ပါမယ်။လေးချောင်းမြင်းထဲမှာမှာရေးပြมาဖြစ်ပါတယ်။ တချနချက်ရပ်ပင်တချနချက်ရပ်ပင်တချနချက်ရပ်ပင်ရရဆိုလို့ရှိရင်နော်တချက်ထဲနဲ့ဆွဲပါမယ်ရရရရရရ အဲ့တော့အဲ့ဒီရက်ရက်ကိုဆွဲကြတဲ့အခါမှာကျွန်တော်တို့ကဒီအောက်က6အောက်ကလေးတွေထွက်ကြတာလည်းရှိပါတယ်ဒီလိုမျိုးလေးပါနော်အဲ့တော့ဒီရက်ပင်းနဲ့ရက်ရည်ရဲ့တင်ဂီတာလေးတွေကိုဒီလိုမျိုးတစ်ခုချင်းစီဆွဲပြပြီးတော့ပြောပါမယ်ပြီးသွားရင်တော့ကျမတို့ထပ်ပြီးတော့သူ့ကိုဗာတင်ပြီးမလဲဆိုရင်သူ့ရဲ့အတုံးတွေကိုဥပမာပေးပြီးတော့ပြောပါမယ်တင်ဂီတာပြောင်းတာနဲ့အတန် ပြောင်းနေဆိုတာလေးကိုပြောပါမယ်။အဲ့တော့တငေတပြောင်းတာနဲ့အတန်ပြောင်းတာကဘယ်လိုမျိုးလဲ။ကျမတို့သူ့ကိုပြီးနေအရင်တွဲပေးလိုက်မှာဖြစ်ပါတယ်။အဲ့တော့ကျမကဒီဘက်မှာအရင်ဦးဆုံးရက်ပင်လေးရေးထားမယ်။ဒီဘက်မှာရက်ရစ်ကလေးရေးထားပါမယ်။နော်အဲ့တော့ရပ်ပင်းနဲ့ရရစ်လေးကိုကျမကဒီလိုရေးထားတယ်ပြီးတော့ဒီအောက်မှာကျမကအခုကာကြီးလေးရေးလိုက်ပါတယ် ဒီမှာလဲကာကြီးလေးရိပ်လိုက်ပါတယ်အဲ့တော့ကာကြီးရက်ပင်ကြကာကြီးရက်ရစ်ကြဒါမျိုးလေးတွေကိုကျမတို့ကပြောပြီးတဲ့အချိန်မှာသူ့ကိုကျမတို့တရနဲ့တွဲပါမယ်တရကအာနဲ့တွဲမယ်ပေါ့နော်ကာကြီးရက်ပင်ရေးချကြကာကြီးရက်ရစ်ရေးချကြ ကရဲ့ရက်ပင်ရဲ့ရေးချတယ်။ကရဲ့ရက်ရည်ရဲ့ရေးချတယ်။ကကြီးရက်ပင်ရေးချကြကကြီးရက်ရည်ရေးချကြဒါမျိုးဖတ်လို့ရတယ်လို့ကြကကြီးရက်ပင်ကိုကြမှန်းသိပြီဆိုရင် ကြအားကြကာကြီးရဲ့ရဲ့ကကြမှန်းသိပြီဆိုရင်ကြအားကြ ါမျိုးဖတ်လို့ရပါတယ်အဲ့လိုဖတ်လို့ရဖို့အတွက်ကျွန်တော်တို့ကအရင်ဆုံးဘီးနဲ့ဒီရက်ပင့်ရက်ရင်နဲ့တွဲတဲ့ပုံစံကိုခလေးကသိဖို့လိုတယ်ဒါကြောင့်ခါကွင်းနဲ့ဘီးနဲ့တွဲမယ်ဆိုရင်လည်းသူချမှန်းသိရမှာဖြစ်ပါတယ်ခါကွင်းနဲ့ရက်ရင်နဲ့တွဲမယ်ဆိုလည်းသူချမှန်းသိရမယ်အဲ့တော့ဘလို့တင်ငေတာနဲ့တွဲတွဲပေါ့နော်မကိုကျွန်မကအခုရက်ပင့်နဲ့တွဲမယ်ဆိုရင်ညမကို ရဲရင်နဲ့တွဲမယ်ဆိုရင်ညအဲ့ဒါပြီးရင်ဖောက်ထုပ်ကို ရပင်းနဲ့တွဲမယ်ဆိုရင်ဖြဖောက်ထုပ်ကိုရဲရင်နဲ့တွဲမယ်ဆိုရင်ဖြဒါလေးတွေကို သူအရင်ဆုံး ဖတ်တတ်ပြီးတော့မှကျမတို့ကဆက်ပြီးတော့သင်မှာဖြစ်ပါတယ်အဲ့ဒီတော့မှဒီလိုမျိုးရပ်ပင်ရရင်နဲ့တွဲတဲ့အတန်ကိုရသွားပြီဆိုရင်ကျမတို့တရကိုအာကနေစပြီးတော့တင်ပါမယ်ကြာအာကြာ จะอาจาฉะอาฉาฉะอาฉาဒါမျိုးလေးသင်လို့ရပါတယ်เนาะအဲ့တော့အရင်ဦးဆုံးပထမအဆင့်ကကျွန်မပြန်ပြောပြပေးပါမယ်ရပင်းရရရဲ့နာမည်လေးတွေကိုမိတ်ဆက်မယ်သူရဲ့ရေးဆွဲတဲ့ပုံစံလေးကိုလေးချောင်းမြင်မှာဆွဲပြမယ်ပြီးသွားလို့ချင်းဒီရပင်းရရနဲ့ဘီးနဲ့အရင်တွဲတဲ့အတန်တွေကိုသင်ပါမယ်ပြီးသွားရင် ရပင်ရရင်နဲ့ဘီးနဲ့တွဲထားတာကိုတရနဲ့သွားပြီးတော့တွဲมาဖြစ်ပါတယ်ရှင်။